ကဲဗျာရှူစီယန်ဗင်ဖစ်တဲ့ရမ်တေတင်ရတော့ဂျူပီတာတင်းဝန်စီဆူဆိုတဲ့ရလနဲ့နိုင်ပြီးတော့တစ်ဖက်ကဒေါ်မွန်နဲ့တွေ့ရတော့မှာဖြစ်ပါတယ်သူတို့အုပ်စုမှာဒီဘက်ကဗျာဗိုင်ယန်နဲ့ VH9 နဲ့အတင်းနဲ့ GN နဲ့ဒေါ်မွန်9နဲ့အတင်းတွေ့မှာဆိုတော့ဒါချန်ပီယံလိငယ်စားပုံစံမျိုးပဲတွေ့ကြပြီဗျာတစ်ဖက်ဟိုဘက်မှာတော့ချယ်ဆီတို့ရှိတယ်ဗျာဖလူမီနီနဲ့အဂီလာ9နဲ့တင်းနဲ့ချယ်ဆီနဲ့ပါမီယန်9နဲ့တင်းဟိုဘက်မှာအုပ်စုမှာတော့၄တင်းရှိပါတယ် ဒီဘွဲ့စင်မှာဗျာရင်းနဲ့ဂျူပီတာကိုကျွန်တော်တို့တစ်ချက်ပြောရရင်ဗျာဂျူပီတာက GEO ကိုလုံးဝဘာတစ်ခုမှမရှင်နိုင်ပါဘူးရေကတော့ဗျာတူးရဲ့ကူလူတိုက်စစ်လေးဖြစ်တဲ့အခါစီယာရဲ့တွင်ကိုနဲ့မိုက်တယ်ဗျာဒီအာနိုဖန်ဗျာအာနိုကိုရလဲသတော်လေးမိုက်ပြီဗျာရေပြီးခဲ့တဲ့ဘွဲ့ုံကလည်းအာနုရှည်စွမ်းပြတယ်ကုပွဲလာအာနုမိုက်တယ်ဗျာရမ်တစ်ကတော့မိုက်ပါတယ်ဒီကာစီယာကု ချာချာပါပါပဲရေးရဲမှာခေါင်းတိုက်တွင်ကိုမရှိတလောက်ချတာကိုခါစီရာတွင်ကိုပေးတာဖြစ်ပါတယ်ရူဒီကာတို့ဘာလို့လဲကောင်းတယ်ဗျာတဖက်ကနော်ဗီယာတော့ဗေဗာရီယိုဆိုလဲမိုက်တယ်ဗေဗာရီယာဒီပွဲစဉ်မှာရေဒီအများဆုံးကိုရရှိတဲ့ကသမားလေးဖြစ်ပါတယ်ခင်ဗျာတကယ်ဗျာဒီပွဲစဉ်မှာတော့ကျွန်တော်ရေးရဲနဲ့တွောင်းမွန်ဆိုတာဟိုးရင်ရယူစီယန် ဒီပြိုင်ပွဲတွေမှာလည်းအများအားတွေ့နေကြဆိုတော့ကြီးလှပြီတစ်ဖက်ကတော့ဒီ shit င်းစစ်မှာတော့ကြီးလှပါပြီကဲတစ်ဖက်ကလည်း PSG နဲ့ Bayern နိုင်တဲ့တင်းနဲ့ GA နဲ့တောင်းပေါ်နိုင်တဲ့တင်းတွေ့မှာဆိုတော့မိုက်ပြီဗျာ Jupiter အပြားဒီပွဲစစ်မှာတော့လုံးလုံးကိုချင်းချောက်မှုမရှိဘူးဗျာအတင်းငယ်လေးပုံစံမျိုးဖြစ်နေတာ Jupiter အစင်းနောက်မရှိပါဘူး Yamete ကတော့ Yamete ပုံစံမျိုးပဲဗျာသူနောက်ဆုံးပိတ်မှာတော့1-0ဆိုရရလနဲ့မိနစ်60ကျော် မှယူသွားခဲ့တာလည်းဖြစ်ပါတယ် Yamete Predator တွေအနေနဲ့ကတော့ဒါကြီး တော်လေးကိုကျင်းနာမှာဖြစ်ပြီးတော့ဒီလိုလူငယ်လေးပြအလွန်ဆိုတာလဲယုံကြည်အားထားတဲ့ကစားသမားလေးတွန်းကိုတွန်းနေဆိုတော့မိုက်ပြီဗျာဖီနီစီယာတော်ရိုဒီကိုတို့တွန်းနာနေကိုမတူပါဘူးအမ်ပါဘီတို့တွန်းနာနေကိုမတူပါဘူးဒီကောင်လေးကထူရှားပြီးတော့ကောင်းတက်ကိုလည်းရတဲ့ကစားသမားလေးဖြစ်ပါတယ်ကဲဘလို့ထင်လဲဗျာဂျမ်တပလေးတဲ့နေနေရော comment မှာမှန်တော့ပြောအောင်